ရိုက်တာမင်းသမီးကြီးကလူပီတောက်ဖို့ပြောပြီးနောက်မှာထိမ့်သိမ့်ခံလိုက်ရတယ်လို့သတင်းတွေထွက်ပေါ်လာတဲ့ဂျွန်လွင်အလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေချွတ်ဆလိုက်ပါတယ်အမှန်တရားကိုပေါ်လွင်အောင်ဘုံဝင်ရှင်းရှင်းပြောတတ်တဲ့ဂျွန်လွင်ကလွန်ခဲ့တဲ့လကတော့အထယ်လုပ်ငန်းရှင်မန်ရှားထက်နယ်ဘက်ကယက်တီပေးခဲ့သူဖြစ်ပါတယ်ဒီလိုငွေကိစ္စကဆိုရှယ်မီဒီယာထိရောက်လာစရာမလိုပဲတေချာစစ်ဆေးပြီးရင်ပြန်လွှဲလို့ရပေမဲ့ရပ်ပေါင်း20ခန့်ကြာမြင့်သွားခဲ့ပါတယ်မန်ရှားထက်နယ်ဘက်ကနေလူအများစုကအားပေးခဲ့ကြပြီးချွေးနှင်းစာကိုပြန်ရအောင်တောင်းပေးခဲ့ကြပါတယ်ဘသူဘက်ကမှဘ မ်းမလိုက်တက်တဲ့ဂျွန်လင်ဟာခိုင်နင်းဝေကိုလူပီတောက်ဖို့ကိုလည်းသတိပေးခဲ့သေးတာပါခိုင်နင်းဝေကိုပဲသတိပေးတာမဟုတ်ပဲအမြင့်မတော်တာတွေရှိရင်လေဂျွန်လင်ကပြောတတ်တဲ့သူပါ လွန်ခဲ့တဲ့ရက်ပိုင်းမှာဂျွန်လင်ကနိုင်ငံသားကိုခေးထွက်နေခဲ့ပြီးအခုတော့ပြန်ရောက်လာခဲ့ပါပြီ။ပြန်ရောက်လာပြီးမကြခင်မှာပဲဂျွန်လင်ကိုထိမ့်သိမ်းထပ်ပြီးစစ်ဆေးနေတယ်ဆိုတဲ့သတင်းတွေကလည်းပေါ်ထွက်လာခဲ့တာပါ။ဂျွန်လင်အဖမ်းခံလိုက်ရတာနဲ့ပတ်သက်ပြီးတချို့သော Telegram Channel တွေမှာတော့နိုင်ငံသားမှနေထိုင်တဲ့ချမ်းချမ်းထံကနေပစ္စည်းတွေဝယ်တာကြောင့်ဖြစ်တယ်လို့ပြောကြပါတယ်။ဂျွန်လင်ဟာသူ့လုံနေတဲ့ယာရီကိုပုံမှန်လည်းချပြထားသူဖြစ်ပြီး Moray Agency အိမ်ချမ်းမြေလုပ်ငန်းတွင်းနဲ့ပဲရပ်တည်နေသူပါ။အခုတော့ဂျွန်လင်တယောက်ကအဖမ်းခံရတဲ့အကြောင်းရင်းကိုအားလုံးကစိတ်ဝင်စားနေကြပါတယ်။ 中联航不一张没敢接，开年未过，马后慢慢缩水，米拉扎、潘肯也拉了。嗯 ဒါမှမဟုတ်အခြားသောကိစ္စတွေကြောင့်ဖန်ခန့်ရတာလားဆိုတာလဲတွေးစရာတစ်ခုဖြစ်လာပါတယ်။အနုပညာလောကထဲမှာဂျွန်လင်ရဲ့တပည့်တွေကလည်းအောင်မြင်နေကြပြီဖြစ်ကအချိန်ဝါလဲကြီးမားသူဖြစ်ပေမဲ့ဘာကြောင့်ဖန်ခန့်လိုက်ရလဲဆိုတာကိုတော့ရေးရရမပြောခဲ့ပါဘူး။ဂျွန်လင်ဟာအနုပညာလောကထဲမှာနမယ်ပြတ်မရှိဘဲရပ်တည်လာခဲ့တာနှစ်ပေါင်း30ရှိနေပြီဖြစ်ပြီးဒေရိုအိုးပေါက်ပြောတတ်ပေမဲ့လည်းသူ့ကိုယုံကြည်တဲ့သူတွေများပါတယ်။ဒါပေမဲ့ဂျွန်လင်ကခိုင်နှင်းဝင်နဲ့ပတ်သက်ပြီးတော့ post များစွာကိုရေးသားခဲ့သူတယောက်ဖြစ်ပြီးသူများရဲ့ငွေကိုပြန်ပေးလိုက်ဖို့အတွက်ပြောခဲ့တဲ့သူပါ။ငွေမှားလွှဲ တယ်ဆိုတာဖြစ်လေဖြစ်ထားရှိတဲ့အရာဖြစ်ပြီးစံကြမနေတဲ့အကြောင်းကိုပြောခဲ့ပါတယ်။ခိုင်နှင်းဝေကငွေကိုကိုယ်တိုင်လာယူလို့ပါပြောခဲ့တာကြောင့်တစ်ဖက်ကတော့အရှုံးခံလိုက်ပြီးပြန်မယူတော့ပါဘူး။ခိုင်နှင်းဝေရဲ့အမျိုးသားကိုစင်မြောင်ရဲ့အတန်ဖိုင်ထွက်လာတဲ့အချိန်မှလည်းဂျွန်လင်ကဒီလိုနှုတ်ကြမ်းတာမျိုးနဲ့ဘလို့လို့ပရိုက်တာတွေကိုလုံနေတာလဲဆိုပြီးပြောခဲ့ပါသေးတယ်။ ခိုင်နင်းဝေကိုဝေဖန်တာနဲ့ပတ်သက်ပြီးဂျွန်းလွင်လည်းပြင်းပြင်းထန်ထန်အပြောခံခဲ့ရတာပေါ့ခိုင်နင်းဝေရဲ့ကိစ္စမှာတော့အမှုပညာလောကသားချင်းချင်းကမတိချင်အောင်ဆောင်နေကြပြီးဂျွန်းလွင်တယောက်တည်းကပဲအမုန်းခံပြီးပြောခဲ့တာပေါ့အဲဒါကြောင့်လည်းသူ့ကိုပို့ပြီးတော့လေးစားသွားခဲ့ကြပြီးဂျွန်းလွင်ဟာလူမှန်တယောက်ဆိုတာသိသွားကြပါတယ် ထိုင်းနှင်းဝေရဲ့ငွေကိစ္စတွေကိုလူစိတ်ဝင်စားမှုနဲ့တော့ပြင်မဲ့လဲအခုတော့အလှငွေသိန်းပေါင်းတသိန်းရောက်သွားပြီလို့ကြေညာလိုက်ပါတယ်။သူ့ကိုဝေဖန်ချပြင်မဲ့လဲယုံကြည်ပြီးတော့လာရောက်လှူဒန်းသူတွေရှိတာကြောင့်သိန်းပေါင်းတသောင်းရောက်သွားတာကိုဖော်ပြလိုက်တာပါ။ခိုင်နှင်းဝေကသူနဲ့သူ့အတင်ဂုံတိတ်ခါကိုထိပါလာရင်တရားစွဲမယ်ဆိုပြီးတော့လည်းပြောခဲ့ပါသေးတယ်။အခုတော့ဂျွန်လင်တရားနိုင်ငံသားကပြန်လာမှာပဲအဖမ်းခံရပြီးစစ်ဆေးခံရပါပြီ။ဂျွန်လင်ဟာလည်းနောက်ခံအတိုင်းဝိုင်းကြီးမားသူတယောက်ဖြစ်ပေမဲ့အခုတော့ဘလို့အကြောင်းရင်းကြောင့်ဖမ်းခံလိုက်ရလဲဆိုတော့အလုံးကသိချင်နေကြပါတယ်။ အမှန်တရားကိုမဖုံးကွယ်ပဲပြောတတ်ပေမဲ့လည်းအဖမ်းခံလိုက်ရတဲ့ဂျွန်လင်ကဘာကြောင့်အဖမ်းခံလိုက်ရလဲဆိုတော့ခွန်မမခံမှန်းပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခွဲကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ